ားလုံးပဲမင်္ဂလာပါရှင်။ဖက်စင်စံလေးတိုင်းမှာဟင်းချက်ဗီဒီယိုလေးတင်ပေးနေရဆန်နေရနေပြီးတော့ပြန်ပြန်ကြိုဆိုလိုက်ပါရစေ။အဲဒီဒီဘက်မှာတော့ကျွန်တော်ကဒီအမဲသားအမဲအသားရင်မဟုတ်ဘဲနဲ့ဥရောပေါ့နော်အချမ်းအစုံကိုဒီဇောင်းဝါးတိနဲ့အရှင်လေးချက်ထားလို့ဆက်ပြတ်သွားမှာဖြစ်ပါတယ်။ ဒါလေးကတော့မနေ့ကအလုံးသိကြရတဲ့အတိုင်းအစ်နေဖြစ်တဲ့အတွက်အစ်ကနေပြီးတော့ဒီလိုသူတို့အသားအစ်ဆိုပေါ့နော်ဒီဒီအသားအစ်ကရတဲ့အသားမနေ့ကလက်ဆောင်ရတာပေါ့နော်အဲ့ရတာရဲ့အသားကိုမနေ့ကကျွန်တော်မချက်ဖြစ်တာနဲ့ဟိုပြုတ်ထားလိုက်တာပေါ့နော်ပြုတ်ထားလိုက်တာပါ ဒါသူတို့ကလေဒီနေ့မှရတဲ့အသားဈေးရရဝယ်တဲ့အသားနဲ့မတူဘူးအရသာပိုရှိတယ်လက်ဆက်တယ်ပြီးတော့ဒီဥချမ်းတို့ဘာလို့မျိုးစုံတာပေါ့နော်ဘယ်လိုဥချမ်းပါမယ်အကျော်ပါမယ်အသားပါမယ်ဒါလေးကိုကျွန်တော်ဒီဇောင်းဝါးဒီနေ့အရှင်းချက်မှာဖြစ်ပါတယ်ပထမဆုံးဒီလိုအရွတ်လေးတွေလည်းပါတယ်ပထမဆုံးကျွန်တော်ကဒီအသားတွေအရွတ်ဥကျန်းတွေပေါ့နော်အ တကိုက်စာအနေတော်လေးလေးဖြတ်ပါမယ်။ ီလိုအကျော်မျိုးလေးကိုကြမ်းမျိုးလေးဆိုရင်ပုံမှန်ဆိုရင်တော့အမဲဆုပ်ပြုတ်တို့အမဲထုတ်တို့လောက်စားရင်တော့ရမ်းကောင်းပါတယ်ကျွန်တော်တို့ဒီတကအဲ့လိုဟိုဆုပ်ပြုတ်မလုပ်ခင်ねချက်ပဲချက်လိုက်မှာပေါ့နော် နောက်မိတ်ဆွေတယောက်ကလည်းဒီလိုအရှင်ချက်လေးချက်တာကိုကြိုက်တယ်ဆိုတော့လည်းသူ့ကိုပေးဖို့အတွက်ပါချက်လိုက်တာပါကိုရင်ကိုဆိုရင်တော့ကျွန်တော်စွပြုတ်ပဲလောက်တော့ဖြစ်တာများတယ်စွပြုတ်ဆိုလို့ရှိရင်ဒီဦးချမ်းလေးတွေကိုပေါ့နော်ဟိုအရေးတောင်လေးချက်ပြီးတော့မြုပ်တီစိမ့်တက်မြာတီချက်နန်းနန်းလေးအုပ်ပြီးတော့အရေးတောင်လေးလောက်တော့တာပေါ့နော်အဲ့ဒါလေးဆိုရင်ကောင်းပါတယ်ဒါကတော့အဆုံရောရာလေးလေးတာဖြစ်ပါတယ်ဒီရင်ဆောင်းမောင်းတီးလေးတွေကိုအခွန်အခွန်ခွာပါမယ် ဒီကလေးဇောင်းသားလေးမလွယ်ဘူးဆိုလို့ရှိရင်လည်းစွန်တန်ကြောက်တို့ချက်မဆိုင်ရတဲ့ခြိုင်နဲ့ကောင်းပါတယ်အဓိကတော့အမဲဥချမ်းဖြစ်တဲ့အတွက်အရှင်လေးနဲ့တွေ့ချက်ရှင်လို့ဒီလိုအရှင်လိုက်တာပေါ့နော်ကျွန်တော်ကဇောင်းသားလေးပို့ကြိုက်တာဖြစ်တဲ့အတွက်ဒီအရှင်နဲ့ချက်ထားတာပါဇောင်းသားလေးမဟုတ်ဘူးကြိုက်တဲ့အရှင်နဲ့တွေ့ချက်လို့ရတယ်မယံပြအချောက်တို့တရက်တီးဆိုလို့ဒီတော့စွန်တန်ကြောက်ချက်မဆိုင်အဲ့လိုမျိုးလေးတွေ့ချက်နဲ့ကောင်းပါတယ် င်ခြင်းအတွက်ရည်ရွယ်ပြီးတော့ချက်ပေးဖြစ်ထားလေးပေါ့နော်ဒီလိုနှစ်ခုကိုတွဲချက်မှာဖြစ်ပါတယ်စီတပ်ဖို့အတွက်စက်တံဖြူစက်ကောင်နီးထည့်ပါမယ်။ ချက်တော်အမျိုးရောပပလူလူရောပြန်ထောင်းပါမယ်။ဒါဒီချက်တော်အဖြူအနည်းချင်းကိုအယောင်တင်စမမုံထည့်ပြီးတော့ထောင်းတာပါ။ဒီနေ့ကထောင်းလို့ရတယ်စီဘူးရောမှာစစ်တက်ပါမယ်။ ျွန်တော်ကဒီဟာစီးတက်တဲ့နေရာမှာကရဝေးရဲ့တို့တချက်ပုတ်ခေါက်လို့တော့မထည့်တော့ဘူးပေါ့နော်။စစောတော့ကဒီအမဲဥစံပြုတ်တဲ့အချိန်မှာဇပလင်ဂျင်တချက်ပုတ်ခေါက်တွေထည့်ပြီးတော့ပြုတ်ထားတာပါ။ပြုတ်ထားမှဖြစ်တဲ့အတွက်အသားချက်တဲ့အချိန်အဟင်းပြန်ချက်တဲ့အချိန်မှာတော့မထည့်တော့ပါဘူး။ဒီကရင်ကလုံးထားလိချွတ်ထားတဲ့ဥကျန်းစုံထည့်ပါမယ်။ထည့်ပြီးတော့ပြန်လုံးပါမယ်။ဒီနေရာမှာရေမထည့်ဘဲနဲ့လုံးပါမယ်။ လုံးပြီးတော့စီးပြန်လာပြီဆိုရင်ရတာအတွက်ကစားထည့်ပါမယ်။ဦးချမ်းပြုတ်တဲ့အချိန်မှာစားမျိုးကောင်းထည့်ရပါတယ်။အဲ့တွဲဒီကပြန်ချက်တဲ့အချိန်မှာစားနည်းနည်းလေးပဲထည့်ပါရယ်။သူကအမေသားရဲ့လက်ဆက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတခြားပါမှာဘာမှထပ်မသုံးတော့ပါဘူး။စားတမျိုးနဲ့လည်းချက်ပါရယ်။ ီပြန်လာတဲ့အထိလုံးပြီးတော့ရင်တော့ကျွန်တော်ဒီနေရာမှာဆောင်းဝါးတိထည့်ပါမယ်။ဆောင်းဝါးတိရလေသူ့အရှင်ကအရင်အရှင်စူးတာမဟုတ်ပဲနဲ့ရှင်ပြောင်းပြောင်းလေးနဲ့ဒီစားလို့တော်တော်ကောင်းတဲ့အရာလာတယ်မှာပါတယ်။အဲကြောင့်မို့ကျွန်တော်ဒီအရှင်လိုချင်တဲ့ဟင်းတွေတွဲဆက်ရင်ဆောင်းဝါးတိနဲ့တွဲဆက်တာများပါတယ်။ ဒီအမဲဥဆောင်ကကြတော့နုညာပြုတ်ထားပေးတာဖြစ်တဲ့အတွက်ကျွန်တော်ကတီတန်အဲ့အတွက်ကိုဒီအမဲအကျော်ဥကြောင့်တီတန်ဆောင်ပြာမလို့တော့ဘောနော်ပြုတ်ထားဖြစ်တဲ့အတွက်ဒီဟာကိုပဲရောပြီးချက်ပါမယ်။ပြီးရင်ဆောင်းဝန်းတိပါဤသွားအောင်လို့ရေနဲ့နဲ့ထည့်ပြီးတော့ထပ်တည်ပါမယ်။ တည်ပြီးတော့တော့ဇောင်းဝတိလေးလည်းဥသွားပြီဆိုရင်ဒီအနေထားတော့ရအောင်နည်းနည်းလေးပြန်ဝင်ပါမယ်ကျွန်တော်ကဒီခါတော့ကြာတော့စီပြန်ချက်တာမဟုတ်ပဲပေါ့နော်အနှစ်ရင်းနဲ့စီပြန်ရေချံလေးချက်မှာပါလိုမျိုးအနှစ်ကြာနေအနေထားလေးရအောင်ချက်ပြီးဆိုရင်ဒါကတော့ အဲဆောက်လို့ရတဲ့အနေထားရောက်ပါပြီကျွန်တော်မချခင်လေးမှာမဆလာအုပ်လိုက်ပါမယ်ဒါတော့မှကျွန်တော်ချတာအရင်နဲ့နဲ့ဖြစ်သွားတယ်အရင်လေးနဲ့နဲ့လေးတစ်သေးလေးဆိုတော့ပိုကောင်းတာပေါ့နော်ဆိုရင်တော့စားလို့ရပါပြီ ျောကထုတ်ထုတ်လေးလေးနဲ့ဇောင်းဝန်းတိကိုစားလိုက်ရင်ရှင်းရှင်းအီအီရလာလေးနဲ့ပြန်ကောင်းပါတယ်။အားလုံးပဲအဲ့ဒီမှာတရားဆက်မြစ်ကြပါစေ။အသားလက်ဆောင်ပေးရဲ့မျိုးတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီအဲ့ဒီမှာရထားတဲ့အသားတွေပုံနေသေးရဆိုရင်လည်းဒီလိုမျိုးလေးချက်စားကြည့်ဖို့ကြံပေးပါရနော်။အားလုံးပဲဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အပတ်စဉ်ဆက်နေတိုင်းမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲတတ်တာ။